ကျွန်မကိုလုပ်ငန်းရှင်တွေကပရောမီယာမေးကြတယ်မမီပြောတော့ကျွန်တော်လုပ်ငန်းမြတ်တယ်ဆိုကျွန်တော်လည်းကအဲ့လိုပတ်စံမရှိဘူးကျွန်တော်ပတ်စံတကယ်လို့မြတ်တာပေါ့လေဒီမေးခွန်းကြောင့်ကြာခဏကြုံပါပါတယ်ဒီတော့တဲ့အဲ့လိုညက်ပတ်သက်လို့ကျွန်မ concept တစ်ခုပြချင်ပါတယ်ဒါတော့ဘာလို့ brand လို့ကြည့်လို့ရပါတယ်ဘာလို့ဆိုလက်ရှိကိုယ်မှာရှိတဲ့ပတ်စံမှုတွေအကုန်ကောက်ပြီးလိုက်တာမျိုးပါဆိုကြပါစို့ဒီကျွန်မစလုပ်လို့ဆိုကျွန်မလည်းဒီမှာဝန်သားကောင်းရှိတယ်ဘယ်လိုချင်လို့ကောင်းရှိရလဲကျွေးရရဲ့ချင်လို့ဆိုကောင်းရှိတယ်ဒီကျွန်မတို့ဒီမှာရှိတဲ့ scholarship ကောင်းရှိတယ် PC ကိုပေးရတဲ့အစီအစဉ်ဘယ်လောက်ရှိတာလဲ။ပြီးရင်ဒီမှာ copy စီကိုဝယ်ထားတယ်။ဆက်မပေးရသေးဘူးလို့လေ။ဒီတော့ကို့မှာရှိတဲ့ပိုက်ဆံမှုတွေအားလုံးအပေါင်းကိုပေးရမှလည်းပြတ်တော့ပါလား။ဒါဆိုရင်လည်းကျွန်တော်ကဏ္ဍတစ်ခုထပ်လာပါတယ်။ဒီကဏ္ဍပြုံးနဲ့ခုနကကျွန်မကောက်လိုက်တဲ့ cash ပြန်ပြီးနောက်ခုနလွှဲစီရပါတယ်။ နောက်ပြီးတော့ stock တွေကုန်ပစ္စည်းလက်ကျက်တွေဒီဓာတ်ကိုရဲ့ပိုင်ဆိုင်မှုပေါ့ကိုပေးဖို့ရှိတာတွေကပြဿနာကြိုရတာတွေပစ္စည်းမပေးရသေးဘူးနောက်ကုန်ပစ္စည်းဝယ်ထားတယ်သူ့ပြဿနာမပေးရသေးဘူးဒါတွေအားလုံးကိုလည်းကျမတို့ကကိုလိုချင်တဲ့ပြည့်ပြည့်နဲ့လားစင်နာစီကျမတို့စီးထုတ်ထားရဆိုရင်လည်းအခုငွေတိတ်ကျတဲ့ကာလမှာကိုပစ္စည်းကိုချစ်ချင်လိုက်တော့အခေကူငါကူမင်းကနေပြမများနေရတယ်ပေါ့တခါကြရရင်လည်း receivable ကအရင်များနေရတယ်ပေါ့ 但是老细伢子，我我我不要管的嘞，见你老妹还没吃饭嘞，哦，他还有多几杯药嘞，过满细伢子，水果干不过，他里面吃的哪样东西？你这么，咱俩不明白，他们也搞到那里去把事情。